နိုင်ငံတကာသတင်းတော့အနေနဲ့ကတော့2022ခုနှစ်ဖေဖော်ဝါရီလရုရှားနိုင်ငံကစတင်ကျူးကျော်ရှင်ကစပြီးအစိုးရဝန်ထမ်းနဲ့ပြည်သူတွေအပါအဝင်ယူကရိန်းနိုင်ငံသားစုစုပေါင်း4552ယောက်ကိုရုရှားကပြန်လည်ပေးရခဲ့တယ်လို့ယူကရိန်းသမ္မတဇလန်စကီကပြောဆိုလိုက်ပါတယ်ရုရှားကယူကရိန်းကိုကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက်စစ်တုံးပဲတဲ့ပြန်လည်စတားလေးလေးခေတာမှာအေဘီလာ69ရက်ကလည်းစစ်တုံးပဲ900ကျော်ကိုထပ်မံလေးလေးခေပါတယ် ယူကရိန်းဝန်ဆောင်မှုဝန်ထမ်းနေရက်89ရက်ကိုရုရှားနိုင်ငံမှာဖမ်းဆီးခံထားရကနေနေရက်ကိုပြင်လာခဲ့ပြီလို့ယူကရိန်းသမ္မတဇလန်စကီကပြောဆိုခဲ့ပါတယ်။ယူကရိန်းအစိုးရကလည်းရုရှားစစ်မှုထမ်းနေရက်46ကိုလွှဲပြောက်ခဲ့တယ်လို့ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောဆိုထားပါတယ်။နောက်ထပ်ဒဏ်ရာရှိသူယူကရိန်းစစ်သုံးဘက်31ယောက်ကိုယူကရိန်းစီလွှဲပြောက်ပစ်ခဲ့ပြီးဒဏ်ရာရှိသူရုရှားစစ်မှုထမ်း15ယောက်ကိုလည်းယူကရိန်းအစိုးရကပြန်အပ်ခဲ့ပါတယ်။ ၃ဘဲလေးလေးဖို့စီစဉ်ပေးခဲ့တဲ့ RS ဆိုပေါ်မြပြည်ထောင်စုကိုရုရှားနဲ့ယူကရိန်းနိုင်ငံလုံးကကျေးဇူးတင်တယ်လို့ပြောဆိုခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။